တော့မယ်ဒီမေးခွန်းလေးရလေခဏခဏကြားရတယ်စခရပါဒီတော့ဟိုကလောဘနဲ့ကြမှာအလုပ်တွေလုပ်နိုင်တယ်လို့သင်ခဲ့တယ်ပေါ့နော်အလောဘမရှိရင်ဘာမှတောင်းသိမလုပ်တော့ဘူးလို့ကိုယ်ကိုယ်စဉ်းစားကြတာပေါ့နော်အဲ့ဒါကတော့ရှင်တော်ကလောဘတက်ကနေသားကြတယ်လောဘမပါတဲ့အချိန်မှရှင်တခါမှစဉ်းစားရတယ်ခုနကတော့ရမချမ်းသာတယ်လို့ပြန်စဉ်းစားခဲ့တယ် အပေါ်စဒီအဲ့ဒီတိုင်းပဲရှိရမယ်စဉ်းစားရတယ်။ဒါဆိုပြဆိုးကအချမ်းသာတယ်ဆိုအကျွန်တော်တို့ကနည်းနည်းလေးဟိုအဲ့ဒီတိုင်းဆိုးမဲ့တိုင်းပဲရှိရတခါမှမစဉ်းစားခဲ့ဘူးနော်။ဟုတ်ပါပြီ။အဲ့တော့ဗာလေးပြောချင်တာကသူလောဘဒေါသမောဟနဲ့ပတ်သက်ပြီးတော့အဒီလောဘဒေါသမောဒီတမဆက်ကြမှာတော့အဓိကလောဘဆုံးဖို့ပေါ့နော်။အဓိကကလောဘအဆုံးဖို့ ဒါကိုမြတ်စွာဘုရားဓမ္မစကြာမှာဟောကြားခဲ့။ဟောကြားပြီးတော့ဒီနေ့သွားမယ့်နေရာလေးကမိဂရာဝုံတော်မှာတစ်ဖက်မှာဓမ္မစကြာဟောခဲ့တဲ့နေရာရှိတယ်။နောက်တစ်ဖက်မှာကနတ္တလက္ခဏသုတ်ကိုဟောကြားတဲ့နေရာရှိတယ်။နတ္တလက္ခဏာသုတ်ကိုဟောကြားတဲ့နေရာမှာတော့တမိခဇင်ကြီးရှိသေးတယ်။အဲ့တော့ဗာလင်းပြောတင်တာလဲဆိုဒီတမိစက်ကြာနဲ့အနတ္တလက္ခဏာသုတ်ကဆက်တယ်။အဲ့တော့ ဒါပေမဲ့စိတ်ဓာတ်ကအဓိကလောဘဒေါသမောဟစွန့်ပေါ့နော်အဲ့တော့အတ္တလက္ခဏာသုကဒီလောဘဒေါသမောဟစွန့်မှုကို principle တစ်ခုမြတ်စွာဘုရားရှင်းပြတွေ့ရှိခဲ့တယ်အဲ့ဒါကနတ္တဝါဒလို့ခေါ်တယ်အနတ္တဝါဒဆိုတာဘာလဲဆိုဒီအကြောင်းနဲ့အကျိုးအဲ့တော့ဒီအကြောင်းနဲ့အကျိုးကိုလူတိုင်း logical thinking နဲ့သိတယ်။အကြောင်းကောင်းရင်အကျိုးကောင်းတယ်။အကြောင်းမကောင်းရင် အကျိုးမကောင်းဘူးဒါ logical thinking လူတိုင်းသိတယ်တရားပွင့်စရာမလိုဘူးအဲ့တော့ခုမျက်စောပြန်တွင့်တာတာကတကယ်ဟာတော့နတ္တဝါရဒီနတ္တဝါရကိုဘယ်မှာဆရာတို့ခင်းနေရှားရှားတွေးရလဲဆိုတော့ဆရာတို့ဒီခုခုပြားနေလက်ဖူးတယ်ပေါ့နော်ဒီဥရုဝိလာကိုပြန်မယ် ဥဝိလာရောက်ခဲ့နောက်နေမှာဆရာတို့ဘယ်လိုသွားမလဲညာစချိုးသွားမလဲညာစချိုးရဲ့အဓိကကပါလဲသွားပါရှင်သာရိပုတ္တရာကုရောမြတ်ကြီးကသောတာပန်ဖြစ်တယ်အဲ့ဖြစ်ညာစချိုးပါဘယ်တရားဟောတာလဲဆိုအရှင်အတ္တစိတ်ဆိုတဲ့ပြဆိုဝကိငါဟူရရလည်းအမြင်ဆုံးညာနာရဲ့တရားလေးကိုနာရပြီးတော့သောတာပန်ဖြစ်ခဲ့တယ်အဲ့ဒီသောတာပန်ဖြစ်တဲ့ဂါထာကိုယေဓမာဂါထာလို့ခေါ်တာသာသနာ့ ဘောနော်ကလောနာမည်ကြီးနေအဲ့ရေဓမာဆိုတဲ့ဂါထာရဲ့အနှစ်သာရကဘာလဲတော့ဖြစ်သည်မြတရားတိုင်းမှာအကြောင်းအရင်းကရှိနေဆိုရင်ဘာဖြစ်ဖြစ်အကြောင်းမရှိဘဲနဲ့ဘာမှမဖြစ်ဘူးပြောရင်တော့နားလေတလူလူပေါ့နော်ဒါပေမဲ့ဆရာတော်ကအဲ့ဖြစ်သည်မြတရားတိုင်းမှာအကြောင်းအရင်းကရှိတယ်အဲ့တော့ အိမ်ရံလေးနာလိုက်တယ်လေစင်သာရုပ်ပုတ္တေဆိုလို့ပဲကျသောတာပန်ဖြစ်တယ်ဗျာအဲ့တော့ကိုရောဘွဲ့တယ်လေဖြစ်သမျှတရားတိုင်းမှာအကြောင်းရင်းခံရှိတယ်ဆိုစိတ်ဖက်နားလေပဲဖြစ်သမျှတိုင်းတိုင်းမှာဘာဖြစ်လဲအကြောင်းနားလေလေအဲ့သောတာပန်ဖြစ်ပြီဟာဘာကောင်းတဲ့တရားဘာပြဿနာရရှိတယ်ကျွန်တော်ကအဲ့လိုဝေဖန်ဆန်းစစ်တတ်တဲ့ဟာမရှိဘူး။လက်ကားဖြစ်တာတော့မဟုတ်ဘူး။အဲ့တော့ကျွန်တော်အဲ့ဒီတံမှာ အဖြစ်တည်းအတိုင်းမှာအကြောင်းရင်းဉာဏ်ရှိတယ်ဆိုတော့ကိုယ်လည်းနားလေတလုံးလုံးအနားလည်းလဲပေါ်တယ်မှာဖြစ်ပါလားဆိုထွက်လာတော့လည်းကိုယ်ကလည်းဘာမှဖြစ်တယ်လည်းမခံစားရဘူးဟာအဲ့ဒါအဲ့မှာကျွန်တော်ကဘာကွာနေလဲလို့စမ်းစစ်တိုင်းသုံးသက်နိုင်မမြင်နိုင်ဘူးဘယ်တော့ဖြစ်တည်းအတိုင်းမှာအကြောင်းရင်းဉာဏ်ရှိတယ်နဲ့ ကျွန်တော်တို့သိတဲ့ logical သိတဲ့အကြောင်းကောင်းရင်အကျိုးကောင်းတယ်အကြောင်းမကောင်းရင်အကျိုးမကောင်းဘူးအဲ့ဒါနဲ့ဘာကွာလဲစလုံးဘာကွာမှန်းလည်းမသိတော့ပါဘူးကျွန်တော်တို့ကတစ်ခါမှအဲ့လိုစဉ်းစားတတ်တဲ့လေ့ကျင့်လည်းမရှိသလိုသင်ပြီးမဲ့လူကလည်းအဲ့လိုသင်ပြီးတဲ့ dimension ကကျွန်တော်တို့မသိမခံခဲ့ရနော်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တခုပြောပြမယ်ပြောရတယ်လည်းခက်တယ်ဒါပေမဲ့နားလည်အောင်ကျွန်တော်စူးစမ်းပြောတယ် ဘလို့ပြောလဲဆိုတော့သူ့အကြောင်းကောင်းရဲ့အကျိုးကောင်းနဲ့အကြောင်းကောင်းရဲ့အကျိုးကောင်းနဲ့ကျွန်တော်သိတာလဲဘာမှလည်းသိဖြစ်တာလဲပုံပေါ်ပေါ့ကိတ္တမြာတရားအတိုင်းမှာအကြောင်းရင်းငယ်ရှိတယ်လို့ရှင်သာရိပုတ္တရာဆိုလိုမြင်သောတာပန်ဖြစ်သွားတဲ့ဟာလည်းကျွန်တော်နားလည်သလိုလိုရှိတယ်။အဲမဲ့နားလည်လို့ရှိတော့ဖြစ်လာတယ်ဘာမှမဖြစ်ဘူး။ဟာအဲ့ဘာဖြစ်နေလဲ။တန်စင်းသားဒီနေရာရှာတွေ့ရပြီးပြီ။ကျွန်တော်တို့အဲ့လိုရှာမတွေ့ခြင်းဘာ သူများဒါလို့ဒါလို့ဆိုရင်အဲ့ဟာလို့ရင်ပြရမလို့လို့ဘာလို့လို့နဲ့မပြီးနိုင်တော့ဘူးအဲ့တော့မှကျွန်တော်ကဒါကိုလူတွေမြင်သားအောင်ကျွန်တော်လည်းဘာကွာနေလဲဆိုတော့ဒီကုမြင်သားအောင်ကျွန်တော်ကပြောဖို့လိုလာတယ်ပြောဖို့လိုလာတဲ့အတွက်ကျွန်တော်ကဘာကိုသိသွားတာလဲဆိုသိပ္ပံပညာမှာတော့ကျွန်တော်အဲ့လိုအမျိုးတွေမခဲ့ဘူးတဲ့ကျွန်တော်လည်းလည်းနားလည်တယ်။ဘာလဲဆိုရေပြည့်နေတဲ့စီပိုင်းနဲ့ရေဝင်ချိုးလို့ရေရှန်ကြရင် လူရင်းတည်တာဘောပဲပြောပြီးရေပြည့်နေတဲ့စီပဲနဲ့ရေဝင်ချိုးမှတော့ရေချန်ကြမှာဘောလူရင်းတည်တာပဲဘာဖြစ်လဲဘာမှမဖြစ်တယ်ဒါပေမဲ့သိပ္ပံပညာရှိအာခီမီးနစ်ကရေပြည့်နေတဲ့စီပဲနဲ့ရေဝင်ချိုးတာပဲသူလည်းရေချန်ကြတာပဲဒါပေမဲ့သူကဘာဖြစ်သွားလဲမိယာမာတွေဖြစ်သွားတယ်ပညာရက်တွေဖြစ်သွားတယ်ဟာအတူရတော့အတူတူပဲအဲ့မှာစဉ်းစားဖို့မိတိုင်းအရှင်းတွေပွားတော့ ပြစ်တင်ရတိုင်းမှာအကြောင်းရင်းငယ်ရှိရဲ့ငါဟုတ်သားပဲအာအကြောင်းကောင်းရင်ကျိုးကောင်းတယ်အကြောင်းမကောင်းရင်ကျိုးမကောင်းအကြောင်းကျိုးပဲအတိသားပဲဘာဖြစ်လဲဘာမှမဖြစ်ရှင်းပြရမှုပြတ်ပြတ်ကြောက်တာပါဖြစ်တယ်ဟာဒီနေ့ကဘာပြောရတာဒီမောင်လေးရေပြည့်နေတဲ့စီပဲနဲ့ရေဝင်ချွတ်လို့ရေရှည်ကြတာအတိဘာဖြစ်ဘူးအခင်မင်းစီဖြစ်သွားပါပညာရှင်အဲ့ဒီမှာသူ့ပြည်ပေါ်ကတည်ရွက်တွေတည်ခိုင်းနေတည်တည်ရွေကြီးပေါ်ကျွေးကြတာကျွန်တော်မြင်တာပါဖြစ်တယ်။ဒါပေမဲ့နယူတန်ဖြစ်တယ်။ဟာဘာပွားတယ်ရတယ် ကျွန်တော်တို့ကတောင်းစဉ်းစားရကျွန်တော်တို့ကအဲ့လိုတစ်ခါမှအဲ့လို dimension နဲ့စဉ်းစားတဲ့အခြေအနေမရှိခဲ့ပြောချင်တယ်ကဘာဖြစ်လို့လဲပညာဆိုတာပါသောရေးပါညရေးချမ်းညာပဲသိတယ်ကျွန်တော်အဲ့ဒါက teaching and learning system လို့ခေါ်တယ်ဒါသင်ဒါကျက်ဒါဖြေဒါပဲဒါကျွန်တော်တို့ logical thinking နဲ့မှာပဲရှိခဲ့ ဒီပြတ်မဲ့ပညာရှင်တွေတောင်မှ logical thinking ကနေပေါ့ဖောက်ခွင်းပြီးတော့ပုံများတွေမတွေးနိုင်တဲ့ dimension ကနေပြင်သွားပြီးတော့မိယာမာရေးဖြစ်တော့မိယာမာဆိုတာဒီအောင် applying လုပ်လို့ရတယ်ဘယ်နေရာသုံးသုံးအားလုံးမှန်နေတယ်မိယာမာဆိုအဲ့တော့လက်စွာဗျာရဲ့ဒီပြီးခဲ့တဲ့မိယာမာတွေကလွန်ခဲ့သောနှစ်ပေါင်း1500ကျော်တည်းကပန်းကအခုချိန်ကြီးမှားတယ်ဆိုတော့ရှိတယ်သစ္စာတိုင်းတည်းတဲ့ ိညာရှုတော့ကပြင်ပါတော့အဲ့တော့မှကျွန်တော်တို့သိတဲ့အကြောင်းပြောနေစင်္သာရိပုတ္တရာဘုရားမြတ်ကြီးရဲ့အကြောင်းကျဘာကွာလဲဆိုစဉ်းစားတဲ့ဖြစ်တယ်နော်ဟုတ်ပါဘူးအဲ့ဒါလေးကိုပထမဆုံး principle ပြောပြအောင်အကျင့်ပိုင်းမဟုတ်အသိပိုင်းဆိုင်ရာပြောပြကျွန်တော်တို့အကြောင်းအကျိုးသိနေတယ်ကျွန်တော်ကဘာနဲ့လင့်မလုပ်ခဲ့တာလဲဆိုတော့လောဘဒေါသမောဟတကယ်ကိလေသာနဲ့လင့်တစ်ခါမှမစင်စားဘူး ကျွန်တော်တို့စဉ်းစားတာအဲ့တော့မှကျွန်တော်တို့ကလူသားတမန်လူရိယဘာဖြစ်လဲဆိုအကျိုးမျော်တယ်အဲလာပြီအကျိုးတရားပေါ်မှာကိုယ့်လိုတိုင်ဖြစ်ခင်နေတာကျွန်တော်တို့ကအဲ့ဒီဟာသွားတွေ့ရတယ်ကျွန်တော်ကအဲ့တော့မှအကျိုးတရားပေါ်မှာကိုယ့်လိုတိုင်ဖြစ်ချင်နေတာဗါတဲ့တော့ပါကျွန်တော်အဲ့တော့မှကိုယ့်လိုတိုင်တော့ဖြစ်ချင်တာတော့သိရအကျိုးတရားနဲ့ဆက်မသိပြန်ဘူးကျွန်တော်လင့်နေရကျွန်တော်စဉ်းစားပုံနေရ အဲ့တော့ကိုယ်လိုတိုင်းဖြစ်ချင်တာတော့သိရတာအကျိုးတရားပေါ်မှာဖြစ်နေပါလားဆိုရလဲဒီကျွန်တော်တို့မသိခဲ့ဘူးပြီးအကျိုးတရားဒီကိုယ်လိုတိုင်းဖြစ်ချင်တယ်ဆိုရလဲလောဘပါမယ်လေမသိခဲ့ဘူးဒါကြောင့်မလို့ကျွန်တော်ကလောဘကိုလည်းကိလေသာကိုလည်းမစင်စားမိတယ်ထိုးတွင်းမမြင်သေးဘူးအကျိုးအကျိုးပေါ်မှာလည်းလောကနဲ့မချိတ်တတ်တယ်ကျွန်တော်ကကျွန်တော်အာနေချက်တယ်ကျွန်တော်အကျိုးအကျိုးလေးတတ်တတ်ပဲသိတယ် ကျွန်တော်တို့ရဲ့ဟာတွေကလောဘလိုလဲကိုယ်လိုတိုင်းဖြစ်ချင်မှလည်းမသိဘူးကိုယ်လိုတိုင်းညာလဲအကျိုးတရားပေါ်နဲ့ချိတ်နေမှလည်းမသိကြဘူးတခါမှဒီလိုစဉ်းစားတတ်တဲ့ dimension မျိုး မသိကြဘူးပြောချင်တာကလောကနဲ့ဓမ္မကိုမချိတ်နိုင်ဘူးလောဘဒေါသဓမ္မတွေကကျွန်တော်တို့ထဲမှာဖြစ်နေအကြောင်းအကျိုးတွေအပြင်မှာမြင်နေရတယ်ဒါပေမဲ့ကိုယ်အလိုကအကျိုးတရားပေါ်နဲ့ link ဖြစ်နေမှလည်းမသိဘူး ကိုယ်လိုထဲမှာလောဘပါမှန်းလဲမသိဘူးပြောချင်တာဒါရီကိုခတ်ဖို့ပေါ့စင်မကျွန်တော်ကတိချမတင်လို့ဒါကြီးကတကယ် lecture ကြီးပဲကျွန်တော်ကတကယ်သင်ရမလို့ချင်တယ်အဲ့မဲ့ကျွန်တော်တို့ရဲ့ teaching system တွေက west တွေကအားတော်တယ်နောက်တဲ့လူတွေကတမ်းမှန်လူတွေကို teaching system ကိုရအောင်ခဲ့တယ်သူတို့ရဲ့ research တွေဟုတ်လားဒီ research တွေအားလုံးကျွန်တော်တို့ကဒါဆိုတော့ကျွန်တော်တို့ကဘာဖြစ်တယ်ဆိုတော့တရားရဟန္တာတွေတည်တဲ့ အမဆရာလေးတိတယ် teacher oriented teaching ဖြစ်ဆရာလေးရှိတော့ကသင်ကြားနည်းစနစ်ဖြစ်တယ်ဆရာလေးကပုံစံမြင်ပြီးတော့သင်နဲ့သင်သူကျွန်တော်အဲ့ဒီကျွန်တော်အောက်ကလူလိုက်မမြင်မမြင်ဘူးအမကျွန်တော်က student oriented teaching ဖြစ်တဲ့အောက်ကနေကြည့်တဲ့အမြင်ဖြစ်တဲ့ဒါပေမဲ့ကျွန်တော်တို့ဒီအရေးမစင်စားခဲ့ research တွေမလုပ်နိုင်ခဲ့အဲ့တော့မှအော်ကိုလိုတိုင်းဖြစ်နေတာအကျိုးတရားပေါ်မှာပေါ်နေတယ် ရောက်နေပြီအဲ့တော့အကျိုးတရားကိုကိုယ်လိုတိုင်ဖြစ်ကျင်တဲ့အတွက်ကျွန်တော်ဘာဖြစ်လောဘဖြစ်အကျိုးတရားပေါ်မှာကိုယ်လိုတိုင်မဖြစ်ရင်ဆိုတော့ဘာလို့လဲဒေါသလာတော့အဲ့တော့မှအကျိုးတရားပေါ်မှာကိုယ်လိုတိုင်မဖြစ်ရင်ဒေါသအကျိုးတရားပေါ်မှာကိုယ်လိုတိုင်ဖြစ်ကျင်တာလောဘဟာလောဘနဲ့ဒေါသရရဗုဒ္ဓကဘာသိသွားတယ်လဲတော့မင်းအကြောင်းပြည့်စုံတော့ပဲအကျိုးဖြစ်နေတာအကျိုးအကျိုးက မင်းပေါ်မှာမူတရားမဟုတ်ဘူးမင်းဖြည့်တဲ့အကြောင်းပေါ်မှာပဲအကြောင်းမင်းကောင်းရင်အကျိုးမကောင်းအကြောင်းကောင်းတော့ပဲအကျိုးကောင်းမှာဒါမှမဟုတ်အကျိုးကမင်းလိုတိုင်းဘာမှမဖြစ်ဘူးမင်းလုပ်တဲ့အကြောင်းတရားတော့ပဲအကျိုးတရားကသူ့သဘောသူ့ဆောင်ဖြစ်တာဒီအကြောင်းနဲ့အကျိုးသူကပိုင်းခြားသိတယ်ဒီအကျိုးအကြောင်းကမင်းလုံးလို့မရဘူးအကြောင်းပဲမင်းလုံးလို့ရတယ်အကြောင်းဖြည့်စည်းလိုက်တာနဲ့အကျိုးဖြစ်တယ် ရေးဦးတဲ့ကိုရေးပြတာမင်းလုပ်ရေးရှင်းတာမင်းလုပ်တော့ပြီးရင်ရှင်းပါပဲအချိုးတရားကမင်းနဲ့မဆိုင်ဘူးခုဆင်းရဲနဲ့နားနဲ့အတန်နဲ့တိုက်တာတော့မှန်တယ်ကြားစိတ်ပေါ်တာကျွန်တော်လုပ်စရာမလိုမှန်နဲ့ကျွန်တော်တို့တည့်ရမှာတော့တည်ကြတယ်မှန်နဲ့မှအရှိတောင်ကျွန်တော်လုပ်စရာမလိုဘူးအချိုးတရားမင်းလုပ်လို့ကျွန်တော်တို့အချိုးတရားကိုကိုယ်လိုတိုင်းပြင်အောင်သွားလုပ်ချင်တာကျွန်တော်တို့ကပြင်လာဓာတ်တွေကို ဲ့မဲ့ဒါလိုပညာရဲ့တရားနဲ့တခါမှစိတ်ထဲမှာအဲ့တော့အကျိုးကကိုယ်နဲ့ဆိုင်ဖို့မဆိုင်ဘူးပြီးအကြောင်းပြည့်စုံတော့ပဲအဲ့တော့အကျိုးပေါ်ပဲဘာမှမျော်လင့်မနေနဲ့မျော်လင့်မနေတဲ့ဆိုတော့လောဘပယ်လိုက်ပဲမျော်လင့်တဲ့မရှိရင်မျော်လင့်ခြင်းနဲ့မကိုက်တဲ့ဒေါသလည်းမလာတော့ဘူးအဲ့တော့မှအကြောင်းအကျိုးလေးကိုမှန်မှန်ကန်ကန်မသိတာမောဟအကြောင်းအကျိုးကိုမှန်မှန်ကန်ကန်မသိတဲ့အတွက်အကျိုးတရားပေါ်မှာကိုယ်လိုတိုင်းဖြစ်စင်တာကလောဘအကျိုးတရားပေါ်မှာကိုယ်လိုတိုင်းမဖြစ်ရင် ေါသနာအဲ့တော့မှဒီလောဘဒေါသမောဟနဲ့အကြောင်းအကျိုးရဲ့အနတ္တဒီအရအနတ္တဝါဒါကြီးတစ်ခုလို့မြတ်စွာဘုရားကပြောပြခဲ့တယ်ပြောတင်တာကအဲ့တော့အကြောင်းပြည့်စုံလောက်လွယ်တယ်နဲ့အဲ့တော့ကရပြီလားပြင်ပြွန်စရာတော့အဲ့တော့အလုံးတစ်ခုလုံးတာလေအကြောင်းပြည့်စုံလို့လေကျိုးကရတာဘာပြောမှာဘာလောဘအခုကလောဘနဲ့ဆွတ်တွန်းလုံးနေတယ်ဟမ်ပြောကြည့်လား လောဘနဲ့တဲ့ဇွတ်တွန်းလို့ရောစိတ်မပြေဒေါသတွေကမငြိမ်းချမ်းတော့လောဘနဲ့ဇွတ်တွန်းလို့တော့လေသိလားမသိလားလည်းမသိဘူးကွာအချိန်စားတယ်လေပန်တော့ဖြစ်ချင်းနဲ့ဇောနဲ့ဆိုမဟုတ်တာတွေကပါလာအောင်ပါဇွတ်လို့ကွာမဖြစ်ဖြစ်ပြောချင်တာကအဲ့တော့မှမမှန်ကန်ကန်အသိတကူကအန်ဒီအကင်းဘေးရှင်းလုံးအေးချမ်းတယ်လုံးပျော်ရွှင်မဲ့ကောင်းတယ်ပြောချင်တာစိတ်ဖက်ကင်းတယ်ကိုလုံးတဲ့လုပ်ငန်းတွေမှာ ဒီလိုပြန်ထားတာအဲ့တော့မှဒီအကြောင်းအကျိုးကိုပန်းပန်းကန်းကန်းဉာဏ်နဲ့သိပြီးတော့လုပ်ရင်ဘယ်နည်းအောင်ဆိုကုန်လို့ရတယ်လောဘမပါပဲဉာဏ်နဲ့လုပ်လို့ရတယ်ခုကကျွန်တော်ကဉာဏ်ကိုမသိတဲ့အတွက်လောဘနဲ့ပဲလုပ်တဲ့အလေးချင်းဖားလာတဲ့အတွက်လောဘမရှိတော့လုပ်လို့မဖြစ်ဘူးဆိုတဲ့ဒီ conclusion ကြီးရောက်တော့တယ်အဲ့တော့နိုင်ငံတကာမှာသွားကြည့်ရင်ဒီအကြောင်းအကျိုးသိချင်ဆွေးရတဲ့ planning ပြောတင်တာ ဒီအရင်ဖြစ်နေလားဖြစ်နေမှဒီကြိုးရမှာမဖြစ်နိုင်ရင်ပေးကြလို့ရှိရင်ဘန်းထုတ်ရှိပါလားအာတိချတင်ပြတယ်ကျွန်တော်တို့ကပေးကြအောင်ဖမ်းတင်လို့ရှိရင်ဘုရားပေးတယ်ပြောကြည့်တယ်နောက်တစ်ခါဒါဒီတင်သုံးတဲ့အကြောင်းပြောတော့လောဘနဲ့ကျွန်တော်တို့နိုင်ငံမှာတော့မဟုတ်ဘူးဟိုတလောကတော်တော်ပါသွားပြီအတူတွေရမယ်ဆိုအားလုံးကပေးလိုက်ကြတာအဲ့ဒါလည်းခဏခဏအလိမ်ခံနေရတာဘလူးမှဒီအချိန်မှာအဲ့လောက်အတူရဖို့ဆိုတာ မလွယ်ဘူး။ဒါမှအကျိုးတရားပေါ်မှာကျွန်တော်ကလောဘလဲသွားပြီးအကုန်ပါသွားတာ။ဒါမှမှန်ကန်ကန်မစင်စားတဲ့ဒါလောဘနဲ့သွားရင်ဆုံးရှုံးပြန်ဖို့များတယ်။အောင်မြင်တဲ့အထီးကိတ်တွေကရှိကြတယ်။ဒါပြောချင်တယ်မကြိမ်းကြံတော့နောက်ကြောင်မအင်းဘူးနော်။ဒီလိုရင်းရှိတာ။ဒါကြောင့်မလို့ဒီအကြောင်းကျိုးလေးပေါ်ကိုမှန်မှန်ကန်ကန်လောဘဒေါသမောဟငြိမ်းအောင်လုံးလုံးတက်လို့ရှိရင်မြတ်စွာဘုရားဒါတင်သွားတာမှန်တော့ ဒါပေမဲ့ကျွန်တော်တို့ကအချိန်ခံဖြစ်တဲ့ဒီမေကုံးမိတာတော်ပါပဲအနတ္တလက္ခဏာတော်ပြောနေစရာမလိုတော့ဝိဒါပါသွားတာပဲဒီမေကုံးမှာအဖြစ်အနတ္တဆိုတာဒီအကြောင်းနဲ့အကျိုးပေါ်မှာပမှန်ကန်ကန်လောဘဒေါသမောဟငြိမ်းအောင်ကြည့်ပေါ့နော်ဒီအကြောင်းအကျိုးကိုမြတ်စွာဘုရားပြင်ပြတယ်ကိုယ်ဟာကိုယ်လိုတိုင်းဖြစ်ချင်းပြီးအတ္တနဲ့လုံတယ်ခဲ့တာကိုယ်လိုတိုင်းပုံကအကြောင်းပြည့်စုံတော့ပဲအကျိုးဖြစ်တဲ့တော့လက်ခံသွားရင်အနတ္တနဲ့ လုပ်တယ်ပေါ့နော်ဘာလုပ်လို့လို့အကြောင်းပြေဆုံးတော့ပဲအကျိုးဖြစ်အဲ့ဒီအတွက်ငါမှဖြစ်ရလိမ့်ခြင်းဆိုတာမရှိဘူးငါလုံးလုံးအောင်နေတယ်ဆိုတာလည်းမရှိဘူးအကြောင်းပြေဆုံးတော့ပဲအကျိုးတွေဖြစ်တာအဲ့တော့မဖြစ်လို့ရှိရင်အကြောင်းမပြေဆုံးလို့ပဲဖြစ်တာသူ့ကြောင့်ငါကြောင့်ဆိုတာမရှိဘူးအကြောင်းပြေဆုံးအောင်ပဲဖြစ်ဖို့ပဲဆိုတော့ဒီလိုမှန်မှန်ကန်ကန်မြင်သွားလို့ကြတာပညာရတဲ့ရဖြစ်သွားတာပါလောဘမပါဘဲနဲ့ဉာဏ်နဲ့ရှင်ပြီးတော့ လုတ်တက်တဲ့အလုတ်တစ်ခုလည်းပြစ်မှာပြစ်လို့နတ္တဆိုတဲ့သဘောတရားပါဘို့လေတကယ်နားလည်သွားမှာပြစ်စင်ပြီးပြည့်တဲ့အတွက်